ဖိုးဖမားလုံးဝင်လာပါ clock corner အားနေပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ဒီညတော့စူပါဆန်နေရဲ့အကောင်းဆုံးသောပွဲတစ်ပွဲဖြစ်တဲ့မြောက်လန်ဒန်ဒါဘီပွဲလေးဖြစ်တဲ့ကျွန်တော်တို့အာဆင်နယ်နဲ့ကျွန်တော်တို့တော်တန်ဟော့စပါတို့ရဲ့ပွဲလေးကတော့ကျွန်တော်တို့ဖိုးဝမ်းဆိုပြီးတော့အာဆင်နယ်တို့အိမ်ကွင်းမှာဂိုးပြတ်အနိုင်ရလက်ကိုပုံဖော်ပြီးတော့ကျွန်တော်တို့တိုက်တဲ့ဝိရမှာတော်တော်လေးဥမှာကျွန်တော်တို့ အခြေအနေကောင်းသွားတယ်လို့ပြောလို့ရတယ်။ဒီလိုကျွန်တော်တို့စစ်နှစ်ကကျွန်တော်တို့ချက်စည်းနဲ့လည်းကျွန်တော်တို့တော်တော်လေးဥမအမှတ်တွေပြတ်သွားတဲ့အတွက်ကြောင့်အစနယ်ကိုဖိအားပေးမဲ့အသင်းကတော့တော်တော်လေးဥမကျွန်တော်တို့ရှားသွားပြီလို့ပြောလို့ရတယ်။ဒါဆိုရင်ကျွန်တော်တို့ဗီဒီယိုလေးမစခင်ကျွန်တော်ရဲ့ YouTube channel လေးကိုလိုက် subscribe လုပ်ကတဲ့ညီကိုလေးနဲ့လိုက် subscribe လုပ်ပြီးကုညီပေးတော်လို့ရပါတယ်။ဒါဆိုရင်ကျွန်တော်တို့ဗီဒီယိုလေးကိုစလိုက်ကြအောင်။ဒီဥုံးလေးနဲ့ကျွန်တော်တို့ဒီနေ့တင်းရဲ့စုံတွဲမှုမှာတော့ကျွန်တော်တို့ပေါ်ကျူမှာပြောခဲ့သလိုပဲ အမြဲတမ်းလို့ကျွန်တော်တို့အာဆင်နယ်သူ့ရဲ့အင်ဂူကအမြဲတမ်းလို့တာကြီးရအောင်ဆွမ်းဆောင်ထားနိုင်ပြီးတော့ဒီတစ်ခါဆုံတွေ့တဲ့ကျွန်တော်တို့အဲပီမီယာလီပွဲစဉ်ဆက်နေမှာဆိုရင်တော့ကျွန်တော်တို့တစ်ဖက်ကတော်တန်ဟော့စွားအနေနဲ့လည်းအဲပီမီယာလီပွဲစဉ်စက်တင်ဘာတီရလက်ကိုပုံဖော်ထားသလိုတစ်ဖက်ကအာဆင်နယ်လည်းကျွန်တော်တို့တီရလက်ကိုအဲကြထားတဲ့အတွက်ကြောင့်ဒီနေ့တင်းရဲ့ဆုံတွေ့မှုကတော့ဘယ်တင်းကကျွန်တော်တို့အတားစီးရသွားမလဲဆိုတာတော့တော်တော်လေးမှဆုံးဖြတ်ရခက်ပါတယ်ဒါပေမဲ့ဒီတင်းရဲ့ဆုံတွေ့တဲ့အချိန်တိုင်းလို့အာဆင်နယ်ကအမြဲတမ်းလို့အနိုင်ရ ရလက်ကိုပုံဖော်ထားတယ်လို့ပြောလို့ရသူတို့အိမ်မှာတော်တော်ဟော့စပါအနေနဲ့ဒီနေ့လာရောက်ရှင်ပြိုင်တဲ့ပွဲမှာတော့ဝေးဝင်းပွဲစဉ်မှာတော့တော်တော်လေးဥမကျွန်တော်ဉာဏ်ဖြင်းတဲ့ပုံစံမျိုးတွေကိုတွေ့ခဲ့ရတယ်အထူးသဖြင့်ကျွန်တော်တို့သူတို့ရဲ့နောက်တန်းကစားသမားတွေဖြစ်တဲ့ဘန်နီဘန်တို့ကျွန်တော်တို့အဲပြီးလို့ဆိုရင်ရိုမဲရိုတို့ဒန်ဆိုတို့ဆိုရင်တော့တော်တော်လေးဥမညံခဲ့တဲ့ထဲမှာပါသွားတယ်လို့ပြောလို့ရအထူးသဖြင့်ကျွန်တော်တို့ဒီနေ့ပွဲမှာဆိုစပန်တို့ဘာလို့ဆိုရင်လဲကျွန်တော်တို့အဲ SC ရဲ့ twin goal တွေကိုသူ့အနေနဲ့ အဲပထမဆုံးအနေနဲ့ကျွန်တော်ပထမဆုံးရောက်လာတဲ့ကျွန်တော်ထွက်ဆော့ရဲ့အတွင်းကိုဆိုလို့ရှင်သူ့အနေနဲ့အဲထွက်ဆော့ကသူ့ရှေ့ကနေဖြတ်ပြေးသွားတဲ့အခြေအနေမျိုးတွေမှာသူ့အနေနဲ့နောက်ကနေရောအမလိုက်သွားပဲနဲ့ကြောင်ကြည့်နေတဲ့အခိုက်အတန့်မျိုးတွေမှာရှိခဲ့တယ်ဒီနေ့ပွဲမှာတကယ်လို့ဒါအဲရိုမဲရိုအနေနဲ့တတိထပ်ပို့ပြီးတော့ဒါမကကွယ်ဘူးမကကွယ်နိုင်ခဲ့ဘူးဆိုလို့ရှင်တော့တည်ကြတယ်ဒီနေ့ပွဲတော့6-9လောက်ဖြစ်သွားမယ်ခွင့်ရေးတွေရှိခဲ့တယ်အထူးကကျွန်တော်ပထမဆုံးအဲ9မိနစ်လောက်မှာတည်းကစပြီးတော့ကျွန်တော်တို့ ဒီကန်ရိုက်ကန်နယ်လုံးဒီကန်ရိုက်ကန်နယ်လုံးကျွန်တော်ဘကာရီယိုအနေနဲ့ပြန်လဲကာကွယ်သွားတဲ့ပုံစံရှိတယ်ကျွန်တော်တို့နောက်အဲတစ်ဖက်ကကျွန်တော်အာဆာကာဆာကာကန်နယ်လုံးဆိုတော့ကျွန်တော်အဲပြည်တံပေါ်ရတဲ့အလုံးကနေပြီးပထမတစ်လုံးကတော့ကျွန်တော်တို့အဲဂိုးတိုင်ပေါ်ကနေပြီးဂိုးဘပေါ်ကြော်တက်သွားပြီးတော့ဒုတိယအလုံးကတော့တော်တော်လေးမှကောင်းမွန်တဲ့ပုံစံမျိုးနဲ့ကျွန်တော်တို့ဝိုက်ပြီးတော့ဝင်လာတာအဲ့ချိန်မှာတော့ကျွန်တော်ရိုမေရိုအနေနဲ့တော်တော်လေးမှပို့ထုတ်ကာကွယ်လိုက်ကြတဲ့ပုံစံမျိုးလေးရှိအဲပထမအဦးဆုံးကျွန်တော်အဲ တစ်ဖက်ကကျွန်တော်တို့အာဆင်နယ်ရောက်လာတဲ့လုံးတွေအရဆိုရင်တော့ကျွန်တော်တို့နောက်တန်းအမှားတွေအကြောင်းလို့တော့ပြောလို့ရတယ်ပရမအုပ်ဆုံးလုံးကလည်းကျွန်တော်ခုနကပြောခဲ့လို့ပဲစပန်နဲ့သူရှိရနေပြီးတော့ထွက်ဆော့ဖြတ်ပြေးသွားတာကိုရက်ကြည့်နေတဲ့ပုံစံမျိုးရှိသူနောက်တစ်လုံးကကျွန်တော်အစီအတွင်းသွားတယ်ကျွန်တော်တို့ပထမအုပ်ဆုံးလုံးဆိုရင်လည်းဒီတိုင်းပဲသူအနေနဲ့ဘောလုံးကိုရက်ကြည့်နေတဲ့ပုံစံမျိုးတွေရှိတဲ့အတွက်ကြောင့်ဒီနေ့ပွဲကတော့ကျွန်တော်တို့အဲတော်တော်ဟောဆွားရင်နောက်တန်းတော်တော်လေးမှညံ့ခဲ့သလိုကွင်းလင်ကလည်းဘာမှကိုကျွန်တော်တို့အဲပြန်လဲကျွန်တော်တို့ ခုကနိုင်ဆုံးမရှိဘူးထို့သို့ကျွန်တော်တို့ဘောလုံးတွေအပြတ်များသလိုတစ်ဖက်ကကျွန်တော်တို့အာဆင်နယ်ကွင်းလယ်ဘလုံးမဒီနေ့ပွဲမှာတော့မရှင်နိုင်ခဲ့တာကိုတွေ့ရမယ်တစ်ဖက်ကကျွန်တော်တို့အာတော်တန်ဟော့စ်ဖိုင်းရောက်ရတဲ့လုံးတော်တန်ဟော့စ်ဖိုင်းရောက်ရတဲ့လုံးကတော့အဲတစ်ဖက်ကကျွန်တော်တို့ဂိုးသမားအာဆင်နယ်ဂိုးသမားဖြစ်တဲ့ဒေးဗစ်ရိုင်ယာရဲ့ကျွန်တော်တို့ရှေ့တက်မှုကိုကျွန်တော်တို့အဲရစ်ချလီစင်အနေနဲ့အခွင့်ကောင်းယူသွားတယ်လို့ပြောလို့ရတယ်ရစ်ချလီစင်အနေနဲ့ကျွန်တော်တို့ဘောလုံးပြန်ရတဲ့အချိန်မှာတော့ကျွန်တော်ကွင်းလယ်ကနေပြီးတော့ပဲသူ့အနေနဲ့ဒေးဗစ်ရိုင်ယာရှေ့တက်နေတဲ့အချိန်မှာတော့သူ့အနေနဲ့ ကွင်းလျာနေကန်လိုက်တဲ့အချိန်မှာတော့ကျွန်တော်တို့အဲဒီဝီရာဘရိုင်ယာလည်းကျွန်တော်ခုံတော့ခုံသေးလိုက်တယ်သူသူ့အနေနဲ့မမှီဘဲနဲ့ကျွန်တော်တို့ပေကိုအဲခွင့်ပြုလိုက်ကြတယ်ဖရဲဆိုလို့ကျွန်တော်တို့အာဆင်နယ်ရတဲ့ကိုအာဆင်နယ်ရတဲ့ကိုကတော့ဆွဆအဲထဆတော့ပထမဦးဆုံးမှာတွင်တယ်ဒုတိယလုံးကကျွန်တော်တို့အဲအစီတွင်တော့အစီကတော့ဒီနေ့ပွဲမှာတော့သူ့အနေနဲ့ တုံးမို့တွင်းမျိုး hat trick တွေပါရရွာတဲ့ပုံစံမျိုးဒီနေ့ကပွဲမှာတော့အစီအရတော့တော်တော်လေးမှကောင်းမွန်တဲ့ခြေစွမ်းတွေကိုပြတ်တာထားရတယ်လို့ပြောလို့ရတယ်။ Arsenal ရဲ့တသင်းလုံးကိုကျွန်တော်ခြုံငုံကြည့်လိုက်မယ်ဆိုရင်တော်တော်လေးမှကောင်းပါတယ်။ Queen Lane ရောတိုက်ဆက်ကောနောက်တန်းရောဘာမှပြောစရာမလိုပဲနဲ့ဒီနေ့ပွဲမှာတော့သူတို့နဲ့လူစုံမဟုတ်တော့မှတော်တော်လေးမှကောင်းမွန်တဲ့အပုံစံမျိုးတွေပြတ်တာအထူးသဖြင့်ကျွန်တော်တို့အလက်ဘက်ကစားသမားနဲ့ right back ကစားသမားတွေဖြစ်တဲ့ကျွန်တော်တင်းမနဲ့ကျွန်တော်တို့ အဲကလာဖီကိုလည်းတော်တော်လေးမှကောင်းမွန်တဲ့ခြေစွမ်းတွေပြသထားနိုင်လို့ CV နှစ်ယောက်ဖြစ်တဲ့ကျွန်တော်တို့အဲဆလီဘာဆလီဘာတို့အဲဆလီဘာတို့ကလည်းတော်တော်လေးမှဒီနေ့ဘက်မှာအဲကောင်းမွန်တဲ့ခြေစွမ်းတွေပြသထားတယ်။ဘာလို့ကြောင့်လဲဆိုလို့ရှိရင်လည်းဗျာအဲတစ်ဖက်ကကျွန်တော်တော်တန်ဟော့စပါရဲ့ကျွန်တော်တိုက်ဆက်ဆင်မှုကလည်းအဲအာဆင်နယ်ရဲ့နောက်တန်းကိုတိတ်ပြော့အလုံးမရှုပ်စေခဲ့ဘူးလို့ပြောလို့ရတယ်။ဘာလို့ကြောင့်လဲဆိုရင်အဲတပွဲလုံးတိုက်နိုင်ရမှပြန်ကြည့်လိုက်မယ်ဆိုလို့ရှိရင်တော့တော်တန်ဟော့စပါရဲ့ကျွန်တော်တို့ အခုပေါ့ကန်သွင်းခြင်းချက်တည်းအဲ့လောက်ဒီတိတ်ပြီးတော့မရှိဘူးလို့ပြောလိုက်ရတယ်ကျွန်တော်ဒုတိယပိုင်းပြန်လဲစတဲ့အချိန်မှာမှကျွန်တော်တို့အဲဇာဘီဆိုင်မွန်တို့ဘာလို့ဝင်လာတော့မှပဲဇာဘီဆိုင်မွန်နေနဲ့ကန်သွားတာနှလုံးလောက်ပဲရှိတဲ့အချိန်မှာနှလုံးလောက်ပဲရှိတယ်လို့ပြောလို့ရတယ်အဲ့လောက်ပဲရှိပြီးတော့အဲကျန်တဲ့အချိန်ဆိုလို့ရှိရင်ကျွန်တော်တို့ကွင်းလယ်ကိုတချမ်းစောင့်ပြီးတော့ပဲကျွန်တော်တို့အာဆင်နယ်ကနေပြီးတော့ပဲတစ်ဖက်သက်ဖိအားပေးပြီးတော့ကျွန်တော်ကစားသွားတာကိုတွေ့ရမယ်နေဘွဲမှာတော့အဲဒီကကစားသမားတွေကတော့ကျွန်တော်တို့အဲအာဆင်နယ်မှာဆိုလို့ရှိရင်တော့ chicken rice တို့ဘာလို့ဆိုရင်လဲတော်တော်လေးမှကောင်းမွန်တဲ့ခြေစွမ်းတွေကိုပြသထားနိုင်မှာတော့သူ့အနေနဲ့ကျွန်တော်တို့ကိုထောက်ပွဲမှုတွေဘာတွေကိုရခဲ့တယ်တစ်ဖက်ကကျွန်တော်တို့စာကာတို့ဆိုရင်လဲတော်တော်လေးမှကောင်းမွန်ရတယ်စာကာဒီနေ့သူ့အနေနဲ့သူ့စီရနေပဲဒီနေ့ပွဲမှာတော့သွင်းမှုတွေဘာမှမမြင်လိုက်ရဘူးဒါပေမဲ့တစ်ဖက်ကကျွန်တော်တို့သွင်းမှုမမြင်လိုက်ရဘူးဆိုတော့သူ့အနေနဲ့အဲကိုထောက်ပတ်မှုမဟုတ်တော့မှသူစီရနေပြီးတော့မြဖြားခံပြီးတော့သွားတဲ့ကျွန်တော်တို့အတွင်းကိုတွေကိုမြင်တွေ့ရမယ်အထူးသဖြင့်ကျွန်တော်ဒုတိယအတွင်းကိုဆိုလို့ရှိရင်သူစီရနေပဲလာပြီးတော့ကျွန်တော်တို့ တစ်ဖက်ကကျွန်တော်တင်းမားနေတော့ပြန်ချပေးလိုက်တဲ့လို့အဲ့လိုဆိုလို့ရှိရင်လည်းတော်တော်လေးဥမာကျွန်တော်တို့အတော်တော်ဟော့စပါးနောက်တန်းကစားသမားတော်တော်လေးဥမာညံ့နေလို့ပြောလို့ရ SEO ပိတ်တာဗျာ SEO ပိတ်တာနှစ်ယောက်နှစ်ယောက်လောက်ကိုရှင်ပိတ်တဲ့အချိန်မှာလုံးဝဘောလုံးကြီးကိုလွတ်ထွက်သွားပြီးတော့တစ်ဖက်ကကျွန်တော်တို့အတော်တော်ဟော့စပါးရဲ့ကိုယ်စားမဖြစ်တဲ့ကျွန်တော်တို့အပထဘူရူကလည်း sorry အပဂါရီယိုလည်းဘလူးမအောင်မဖမ်းနိုင်တဲ့အချိန်မှာအဲ့လုံကတော့တော်တော်ဒုတိယကကျွန်တော်တွင်းသွားတဲ့လုံကတော်တော်လေးဥမာကျွန်တော်မြင်ရဆိုရင်တော့ ညံ့တယ်လို့ပြောလို့ရတယ်။ဘာတွေ့ကြောင်လို့ဆိုလို့စင်ကစားသမားကျွန်တော်တို့2ယောက်3ယောက်လောက်ဝိုင်းပြီးတော့ပိတ်တာတော့မသိဘောလုံးကိုကျွန်တော်မပိတ်နိုင်ဘဲနဲ့ကျွန်တော်တို့ပေကိုခွင့်ပြုလိုက်လိုက်ရတယ်။ပြီးလည်းပြီးတော့ကျွန်တော်ဒုတိယပိုင်းစပြီးတော့ပဲကျွန်တော်တို့အဲမိနစ်စက္ကန့်ပဲရှိတယ်မိနစ်တော့မှပြည့်သေးဘူးဗျာ55မိနစ်စလို့ကျွန်တော်မိနစ်အဲစက္ကန့်ပိုင်း40ကျော်50လောက်ပဲရှိသေးတယ်အဲ့ချိန်မှာပဲ easy အစီအကနေပြီးတော့ထပ်ပြီးတော့တွင်းပြီးတော့သူ့အနေနဲ့ hat trick တွင်းပြီးတော့ဒီနေ့ပွဲမှာတော့အဲကွေးမှာပဲသူတို့အနေနဲ့ 4-1ဆိုပြီးတော့ကိုပြက်အနိုင်ရလက်ကိုပုံဖော်သွားတယ်လို့ပြောလို့ရတယ်။ဒီနိုင်ပွဲအကြောင်းပဲကျွန်တော်တို့အာဆင်နယ်အနေနဲ့ကျွန်တော်တို့လာမယ့်ချန်ပီယံလိဂ်ပွဲချိန်မှာလည်းကျွန်တော်တို့ဘိုင်းမြူးနဲ့တွေ့မှာဆိုတော့တော်တော်လေးမှကောင်းမွန်တဲ့ခြေစွမ်းတွေလို့ပြောလို့ရတယ်။တစ်ဖက်ကကျွန်တော်တော်တန်ဟော့စပါတော့ဒီနေ့ပွဲမှာတော့တသိန်လုံးတိုင်းတရာကိုကွင်းလယ်တိုက်ဆော်နောက်တောင်းတော်တော်လေးမှညံ့ခဲ့တယ်လို့ပြောလို့ရတယ်။တကယ်လို့ဒီနေ့ပွဲမှာကိုစမအနေနဲ့ဒါတိတ်ပြီးတော့မကန်ကွယ်နိုင်ဘူးဆိုလို့ဆိုရင်တော့အနည်းဆုံးတော့ကျွန်တော်တို့ကိုးနာဒါဇင်ဝက်လောက်ပေးရမယ်အခွင့်အရေးတွေကိုရှိတယ်လို့ပြောလို့ရတယ်။အာဆင်နယ်ကတော့တော်တော်လေးမှကောင်းမွန်ပါတယ်။ တိုက်စစ်ကောကျွန်တော်တို့ကွင်းလေရောနောက်တန်းရောဘာမှပြောပြောစရာမရှိတဲ့အခြေအနေမျိုးတွေပါရှိတယ်ပေကိုပေးလိုက်ရတဲ့တကူကလည်းကျွန်တော်တို့ထိမှန်မထားပဲနဲ့ကျွန်တော်တို့အဲဒေးဗစ်ဝိုင်ယာရဲ့ရှစ်တက်မှုကနေပြီးတော့အဲတစ်ဖက်ကကျွန်တော်တို့ရစ်ချာလီစန်နေနဲ့အကောင်းဆုံး၃ချောင်းသွားတယ်လို့ပြောလိုက်ရဒီနေ့ပွဲမှာတော့ရန်ပွဲတွေတော့အနှဲငယ်လေးတွေတော့ကြီးလိုက်ကလို့အဲကွင်းလေတိုင်းရဲ့ကျွန်တော်တို့တချို့ပေးရမယ်ကျွန်တော်တို့ပြစ်တံပေါ်တွေဘာတွေရတော့ကျွန်တော်တိတ်ပြီးတော့ အဲကိုလေတိုင်းတို့တိတ်တော့မပြောတော့ပါဘူး။ OK ဆိုလို့ရှင်ကျွန်တော်တို့နေကုန်းပြိုင်ပြီးတော့ချုပ်လိုက်ကြမယ်ဆိုရင်ဒီနေ့တင်းရဲ့ဆုံးပေးမှုကတော့ကျွန်တော်တို့အမြဲတမ်းလို့လို့အာဆင်နယ်အနေနဲ့သူ့ရဲ့အိမ်ကမှာအမြဲတမ်းလို့လို့အတားစီရထားတဲ့ပုံစံကိုပဲဒီနေ့ဘက်မှာဆက်ပြီးတော့အတားစီယူသွားတယ်လို့ပြောလို့ရတယ်။တစ်ဖက်ကကျွန်တော်တို့တော်တန်ဟော့စပါအနေနဲ့ကျွန်တော်တို့အာဆင်နယ်ရဲ့အိမ်ကမှာတွေ့လိုက်တာရလက်အမြဲတမ်းဆိုးပြီးတော့ကျွန်တော်တို့ဂိုးပြက်အမြဲတမ်းရှုံးနေထားတဲ့ပုံစံမျိုးလေးကိုဒီနေ့ဘက်မှာကျွန်တော်ခြေဖြတ်ပြနိုင်မယ်လို့ထင်ထားခဲ့ပြီးတယ်။ဒါပေမဲ့ထင်သားစုမဖြစ်ခဲ့ပြီးနဲ့အာဆင်နယ်ကျွန်တော်တို့အာ တပွဲလုံးတိုင်းနိုင်ရတစ်ဖက်သက်ဖိအားပေးပြီးတော့ဆော့သွားတော့သူတို့အနေနဲ့အဲဘလူးမာကိုရှင်ပြီးတော့မကစားနိုင်ဘူးလို့တော့ကျွန်တော်တော့မြင်တယ်။ကွင်းလေရောကျွန်တော်တို့နောက်တန်းရောအနေနဲ့ဒီနေ့ဘဝကဘလူးမာအာအာဆင်နယ်ကစားသမားတွေမရှင်နိုင်ဘူးလို့တော့မြင်တယ်။ညီကိုတွေနဲ့ရောဒီညရှင်မြင်သွားကြတဲ့အာဆင်နယ်နဲ့တော်တန်ဟော့စပါတို့ရဲ့ကျွန်တော်တို့မြောက်လန်ဒန်ဒါဘီပွဲကိုဘလူးမင်ရလဲ။အဲဒီနေ့ဘဝမှာတပွဲလုံးတိုင်းနိုင်ရဆိုလို့ရှိရင်တော့အဲလူစားမြောင်းလေးတွေကတော့လောက်တော့လောက်တဲ့တော်တန်ဟော့စပါဘက်မှာဗျ။ နာဒုတိယပိုင်းမှာဆိုလို့ရှိရင်သူအနေနဲ့ဟိုဇာဗီဆိုင်မွန်တို့ဘာလို့ဝင်လာမှာပဲအဲတစ်ဖက်ကကျွန်တော်အာဆင်နယ်ရဲ့နောက်တောင်းနည်းနည်းချင်းချောက်မှုအဲချင်းချောက်နိုင်တဲ့ပုံစံမျိုးလေးရှိတယ်ပထမပိုင်းတစ်ပိုင်းလုံးမှာဆိုလို့ရှိရင်ဘာမှတော့မှမလုံနိုင်ပဲနဲ့အဲတစ်ဖက်ကကျွန်တော်အာဆင်နယ်ရဲ့ကျွန်တော်ဖိအားပေးဝေးတန်ကိုပဲတောက်လျှောက်ခံနေရတဲ့ပုံစံမျိုးလေးရှိတယ်အာဆင်နယ်ကတော့ဒီနေ့ပွဲမှာတော့အဲတက်တောင်တက်တာနဲ့ပဲအနိုင်ရလက်ကိုပုံဖော်သွားတယ်လို့တော့မြင်တယ်ဒီနေ့ပွဲမှာတော့အာဆင်နယ်ရဲ့ကျွန်တော်တို့ဟီရိုကတော့ကျွန်တော်အစီဖြစ်သွားတယ်လို့တော့မြင်တယ်ညီကိုလေးတွေတော့ဘယ်လိုမြင်ကြလဲ င်းအောင်ဆွေးနွေးမှတ်ချက်ပေးသွားလို့ရပါတယ်။လာရောက်ကြည့်ကြည့်ပေးတဲ့ညီကိုတရားချင်းနေတဲ့အောင်ကျေးဇူးများတင်ပါတယ်။ကျွန်တော်နောက်ဗီဒီယိုလေးမှာပြန်လဲဆုံလို့ကြတော့ဗျာ။